တာလီစောပါဒီကနေ့မေလ28ရက်နေ့နရင်းစရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုကျွန်မမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့ကြောက်ဖြူတိုက်ပွဲတွေမှာတရုတ်စစ်သားအယောက်၂စီးလောက်ကဒရုန်းတွေနဲ့စစ်ကောင်စီဖက်ကကူတိုက်ပေးနေတဲ့တည်င်းစစ်တွေမျိုးစစ်ကောင်စီတပ်ရင်းတွေကအေးအေးထင်းရှုပ်နေမြေတွေကိုလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေခက်စစ်စိတ်လှုပ်လာနေတဲ့တည်င်းနဲ့ ရခိုင်မှာတွင်းအားစုစည်းတွေညစ်တက်နေစေဖြစ်လို့အခုနှစ်မှာလေအေက9သိန်းလောက်ပဲစိုက်ပျိုးနိုင်တော့မယ်ဆိုတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။လက်ရှိပြင်းထန်နေတဲ့ကြောက်ဖြူမျိုးနေတိုက်ပွဲတွေအတွင်းတရုတ်စစ်သားအယောက်20လောက်က drone တွေကိုသူတို့ကိုယ်တိုင်ကင်တွေထိန်းရှို့မောင်းနေပြီးစစ်ကောင်စီဘက်ကနေဝင်ရောက်တိုက်ခိုက်ပေးနေတယ်လို့အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တစ်ယောက်ကနိုရင်းစရာကိုပြောပါရယ်။ လကျွန်းယော်နာက UGT ဆက်ယုံနဲ့တိပုတ်တောင်ကဒညာဝရီရတက်မှာတရုတ်စစ်သားအယောက်20လောက်ဟာဒရုန်းတွေမောင်းပြီးတော့ EE ကိုတိုက်ခိုက်နေကယွာရီကိုဘုံကျင်းနေလို့ဆိုပါရီရတက်ကဗမာစစ်သားတွေကိုဒရုန်းမမောင်းရပြီးဒရုန်းတွေကိုနီးပညာပိုင်းပို့ကျွန်းကျင်နေတရုတ်စစ်သားတွေကိုတိုင်းမောင်းမြင်ပြီးကြီးယော်တွေကိုဘုံကျင်းနေတာလို့စီးရီးသတင်းရင်းမြစ်တွေကဆိုပါရီ ကုန်းရွှိန်တိုင်းဒီကတရုတ်တဲအားဖြန့်ဖြူးရေးစစ်ယုံ OGD နဲ့တစ်ပုတ်တောင်တိုက်နေတညာဝရီရတက်ဌာနရှုပ်ကတရုတ်စစ်သားတွေကိုယ်တိုင်ဝင်ရောက်ပြီးဒရုန်းတွေနဲ့တိုက်ခိုက်ပေးနေတာလို့သိရပါဗျ။ပြီးခဲ့တဲ့မေလ19ရက်နေ့ကကြောက်ပြူမြို့နယ်မင်းတက်တောင်ကြီးရွာကစစ်ကောင်စီတပ်စခန်းနဲ့အစိုးရစစ်မှုလက်မှုတင်းနှံကျောင်းတွေမှာတပ်ဆွေထားတဲ့စစ်ကောင်စီတပ်စခန်းတွေကို EE ကတိုက်ခိုက်သိမ်းပါရရှိခဲ့ပြီးတဲ့နောက်တရုတ်စစ်သားတွေကိုယ်တိုင်တိုက်ပွဲအတွင်းပါဝင်လာတာလို့ဆိုပါရယ်။ စီဒီအမ်ဘူကြီးဇင်ရောကလီကြောက်ဖြူမှာတရုတ်ကစစ်ကောင်စီဘက်ကနေဒရုန်းတွေနဲ့ဝင်ရောက်တိုက်ခိုက်ပေးနေတာဖြစ်နိုင်ရှိရှိတယ်လို့သုံးသပ်ပြောဆိုခဲ့ပါတယ်။စစ်တွေမြို့မှာရှိတဲ့စစ်ကောင်စီတပ်ရင်းတွေကအာရခတက်တိုအီအီထင်းရှုပ်ထားတဲ့နေမြေတွေကိုလက်နက်ကြီးရန်တန်ပစ်ခတ်မှုတွေအခုနောက်ပိုင်းခက်စစ်စိတ်ပြုလုပ်လာတယ်လို့သိရပါတယ်။စစ်တွေအခြေဆိုင်ဒေသကူကေရဲ့စစ်ဌာနရှုပ်ဒါကာစာရွှေမင်းကန်ရေးတပ်စခန်း ပင်လေပြည်မှာရနာထားတွေနှီးပြီးရေတန့်ရင်ဆင်းနှီးပတ်တလိအခြေဆိုင်တရင်တွေကအီအီထိန်းရှုပ်ထားတဲ့ပေါတော်ရေတိတော်နဲ့ပုံနှကြုံမြို့နေတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေရပါမေလ26ရက်နေ့နီးလီပိုင်းနဲ့မေလ25ရက်နေ့တွေကလေစစ်တွေမှာရှိတဲ့စစ်ကောင်စီတရင်တွေကလက်နက်ကြီးကြီးတွေစတိုက်ပစ်ခတ်နေတယ်လို့ပုံနှကြုံဒေတာခန့်အမျိုးသားတယောက်ကနရင်းစရာကိုပြောပါတယ် စစ်ကောင်စီဘက်ကအေးအေးထိန်းချုပ်နေမျိုးတွေကိုမေလ10ရက်နေ့မှတကြိမ်မေလ14ရက်နေ့မှတကြိမ်နဲ့မေလ25ရက်နေ့နဲ့26ရက်နေ့ပါဆိုရင်လက်နက်ပစ်တဲ့အကြိမ်ကြီးငားစီတဲ့မနေရှိဘူးလို့လေဒေသခံတွေကပြောပါတယ်ရခိုင်ပြည်မှာတွင်းအားစုဈေးတွေဆက်လက်မြင့်တက်နေစေဖြစ်တဲ့အတွက်အခုနှစ်မှာလေအေက9သိန်းလောက်ပေးစိုက်ပျိုးနိုင်တော့မေလို့ရခိုင်ပြည်လုံးဆိုင်ရာတောင်တူလီတမသမကကနေသိရပါတယ် ပခိုင်မှာပြီးခဲ့တဲ့2024ခုနှစ်မိုးစပါးဆိုက်ရာဒီကလေအေက9သိန်းလောက်ပဲစိုက်ပျိုးနိုင်ခဲ့ပေမဲ့ဒီနှစ်မှာ လေယာလုပ်ငန်းအတွက်သွင်းအားစုတွေဖြစ်တဲ့ထွန်ရဲစီရိတ်73စီဓမ္မီဩဇာထွန်ရဲလုံသားစီရိတ်စားတဲ့သွင်းအားစုတွေဆက်လက်ဈေးမြင့်တက်နေတာကြောင့်အေက9သိန်းလောက်ပဲစိုက်ပျိုးနိုင်မေးလို့ခန့်မှန်းမိတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာတောင်တူလီသမားတမကရေးပြန်ကြားရေးတာဝန်ခံဦးအောင်ကျော်မြကနရင်းစရာကိုပြောပါရယ်လီသမားတွေကအရင်စိုက်ထုတ်မှုတွေကမရှိနိုင်ဖြစ်တဲ့အတွက်နောက်ဆက်တွဲအနေနဲ့2023 2024မိုးရာသီမှာ9သိန်းလောက်ပဲစိုက်နိုင်လေဆိုရင်ဒီနှစ်မိုးရာသီမှာ9သိန်းပက်လီလောက်ပဲစိုက်ပြိုးနိုင်ပြီလို့သူကတုံ့သက်ပါရယ်ရခိုင်မှာပြီးခဲ့တဲ့နှစ်စပားစိုက်ရာသီကလေတိုက်ပွဲတွေနဲ့လမ်းပန်းဆက်သွေးရေဖြတ်တောက်ခံနေရတာတွေကြောင့် တွင်းအားစုတွေဈေးနှုန်းမြင့်တက်ခဲ့တယ်လို့သိရပါဗျ။ဒီနှစ်မှာရခိုင်ကမြို့နယ်ဆေးလေးခုမှာတိုက်ပွဲတွေ မရှိတော့ပေမဲ့လမ်းပန်းဆက်သွေးရပြတ်တောက်နေရကြောင်းဓမ္မီဩဇာတအိတ်ကိုကျက်နှသိန်း3000ဝန်းကျင်နဲ့ DCC တပိပါကိုလည်းစစ်ရှိသိန်းဝန်းကျင်အထိဈေးနှုန်းမြင့်မားနေစေလို့သိရပါဗျ။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင် ြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ကရှင်ပြည်ဖားကန့်မြို့နီလုံခင်းမြို့တောင်ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ရေစခန်းကိုကရှင်လူလက်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်နေပြီလို့သိရပါဗျ။ဖားကန့်လုံခင်းလမ်းပေါ်ကလုံခင်းမြို့ရဲ့တောင်ကုန်းပေါ်ကစစ်ကောင်စီရဲ့ရေစခန်းကိုမေလ26ရက်နေ့ည3:00နာရီဝန်းကျင်လောက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ KIA နဲ့နီးစပ်သူရခိုင်ဒီသခံအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရီတနအီလောက်အကြာတိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက်လက်ရှိမှာရက်တက်နေပြီမဲ့အဲ့ဒီရဲစခန်းပေါ်ကနေလက်နဲ့ကြီးကြီးတွေနဲ့အနီနာဝင်းကျင်ကိုနီးလီပိုင်းအထီးပြစ်ခတ်နေကြတယ်လို့လုံခင်းမြို့ဒေသခံအမျိုးသားတယောက်ကလေနရင်းစရာကိုပြောပါရီတံပေါ်ကနေစစ်ကောင်စီကလက်နဲ့ကြီးကြီးတွေနဲ့လမ်းပစ်နေလို့ဒေသခံတချို့ထွက်ပြေးဖို့လုပ်နေကြတယ်လို့လည်းသိရပါရီ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ရုရှားကယူကရိန်းအပေါ်လေကြောင်းတိုက်ခိုက်မှုဆက်လက်ပြုလုပ်ခဲ့တာကြောင့်ရုရှားသမ္မတဟာယူသွားပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမနေ့ကပြောဆိုခဲ့ပါတယ်။အဲဒီလိုရုရှားကယူကရိန်းမြို့ကြီးတွေကိုပြစ်ခတ်တိုက်ခိုက်နေရတဲ့ပတ်သက်လို့လူတွေကိုတတ်နေတာလို့ပြောကြားခဲ့တယ်လို့စိတ်ဆိုးဒေါသထွက်မိတယ်လို့လည်းပြောဆိုခဲ့ပါတယ်။ရုရှားကိုနောက်ထပ်ပိတ်ဆို့အရေးယူမှုအစ်စ်တွေပါထက်မှန်ပြဋ္ဌာန်းဖို့စဉ်းစားနေတယ်လို့လည်းပြောဆိုခဲ့ပါတယ်။ အပြည့်ရဲ့ရေးဆွေးနွေးနေတဲ့ကာလအတွင်းမှာပဲအခုလိုလေကြောင်းကနေပြစ်ခတ်တက်ခိုက်နေတာကိုမကြိုက်ဘူးလို့လေထရန့်ကပြောဆိုခဲ့ပါရှင်နရီဇရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလေးထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါသေး။ကျမတို့နရီဇရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narizara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလေးဝင်ရောက်ကြည့်ရှုနိုင်ပါ रे ။နရင်းဇာယုတ်တန်ကိုကြည့်ရှုအားပေးခဲ့ကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါ रे ။အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်။